ယူနိုက်တက်ကိုဂျင်းထဲဖို့ကြိုးစားနေတဲ့စပိုတင်အသင်းကိုဒေါသထွက်ပြီးပေါက်ကွဲပြလိုက်တဲ့ယူကာရက်ပရိသတ်များအဝဲမိန်လာများမန်ချက်စတာဖော့ဆန်ကနေအလုံးကိုပြန်လဲကြိုးလိုက်ပါရင်စပိုတင်လစ်စပွန်တင်ရဲ့အတိုင်းဆက်ဖို့ဗီဒါယူကာရက်ကတော့စပိုတင်အသင်းကိုတော်တော်လေးစိတ်ဆိုးဒေါသထွက်နေတယ်လို့ပေါ်တူဂီဘက်ကလာတဲ့သတင်းတွေရဲ့ဖော်ပြချက်အရသိရပါရင်ဘာဖြစ်လဲဆိုတော့စပိုတင်လစ်စပွန်တင်ဟာယူကာရက်ကိုစာဝိုင်းမှာပြောင်းရွှေ့ခြင်းပေါင်တန်း90ကျော်လောက်နဲ့ရောင်းချပေးဖို့ဒေါ်ယူညီထားတာပါဒါပေမဲ့ United ဘက်ကချင်းကလာချင်းမှာတော့ Sporting Lisbon ကပြောင်းရွှေ့ချေကိုပေါင်68တန်းနဲ့တတ်မှတ်လိုက်တဲ့အတွက် Yoga နဲ့တင်းမာမှုတွေစတင်ဖြစ်ပေါ်လာခဲ့တာပါ။ Sporting သင်းဘက်ကတော့အရင်ကဖွင့်ရထားတဲ့ဈေးထက်များပိုလိုချင်တဲ့အတွက်အခုလိုဈေးကစားမှုတွေပြုလုပ်လိုက်တာပါ။ကလန်သင်းတွေတော်တော်များများက United ကိုဆိုရင်ဘလို့ချင်းထည့်ရမလဲပဲစဉ်းစားနေကြတာပါ။တန်း30 40တန်းနဲ့ကစားမကို United ကခေါ်ရင်တန်း50 60လောက်ထိဈေးတက်သွားခဲ့တာပါ။ United ဟာဒီနောက်ပိုင်းမှာ Sancho, Anthony, Haaland တို့ကိုတကယ်တန်ကြီးထက်ပို့ပေးပြီးတော့ခေါ်ယူခဲ့ရတာပါ။ကစားမတွေရဲ့တန်ကြီးထက်ပို့ပေးပြီး United ကမကြာခဏဆိုလိုချင်းနေထက်ခင်ရတာပါ။လက်ရှိ iOS ရောက်လာတဲ့နောက်ပိုင်းမှာတော့ United ကဒီအချက်တွေကိုပြင်ဆင်လာပြီးကစားမတွေကိုတန်ရတန်ကြီးပဲပေးချေပါရယ်။ ဈေးကြီးတဲ့ပြောင်းရွှေ့တွေဆိုရင်လက်ရှောင်ပြီးတော့ကစားမတွေကိုတန်အားတန်ချေးပေးတော့တာပါယူကာရက်ကလည်း United ကိုပြောင်းရွှေ့ဖို့ဒေါ်လေးဆေးရထက်တယ်နေပါတယ် Sporting နဲ့တင်မမှုတွေဖြစ်ပြီးတော့ယူကာရက်ဟာသူ့ရဲ့ Instagram bio က Sporting ကစားမဆိုတဲ့စကားသားကိုပေးဖြတ်သွားခဲ့တာပါဒီနေ့တင်ဆက်မှုကတော့လောပါမယ်နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဝယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like နဲ့ follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ